ော်နာမည်လင်းကြောင်လို့ခေါ်ပါလေလင်းကြောင်ကဘယ်ဇာတိလဲမသိဘူးကျွန်တော်ကမိုးညိုဇာတိပါဘောမိုးညိုဇာတိပါလင်းကြောင်ကအခုတန်ရုံးရှေ့ရောက်လာရဲဆိုတော့မဲထဲဖို့လာတာလားဟုတ်ကဲ့ခင်ဗျာကျွန်တော်မဲထဲဖို့လာတာပါဘောမဲစင်းပါပြီပေါ့ကျွန်တော်မဲစင်းကဒီမှလည်းမပါဘူးခင်ဗျာကျွန်တော်ပုံစံ15ရက်လှန့်လျှောက်လိုက်ပါတယ်ပါမလာရဲ့အတွက်ဒါပေမဲ့မပါတာသိပေမဲ့လည်းပေးကျင်တဲ့စိတ်ဆန္ဒကြီးပြင်းပြပြီးတော့ကျွန်တော်လာခဲ့တာပါပုံစံ15ဆိုတော့ကြိုတင်မဲ့ထဲဖို့လဲလျှောက်ထားပြီးတော့အခုကိုယ်ဘေးပယ်ခံရတဲ့အပေါ်မှာဘယ်လိုခံစားရလဲဟာကိုအဲ့ခံစားချက်တကူကတော့ကျွန်တော်တို့နိုင်ငံက နေ90လောက်စစ်ဘက်နဲ့အောင်မှာရောက်နေတဲ့အခုနေကံဘွားကလေလွတ်မြောက်ချင်တာပေါ့နော်အဲကြောင့်ဒီဥစ္စာကကျွန်တော်တို့အတွက်အခွင့်အရေးတစ်ခုပေါ့နော်အဲ့ဒါကိုကျွန်တော်တင်မကောက်နိုင်ငံသားအလုံးအရင်မျော်လင့်တဲ့အတိုင်းအတာတစ်ခုပေါ့အဲ့ဒါကိုမျော်လင့်လို့ကျွန်တော်တို့ဒီလိုမျိုး55နဲ့ရှောက်ရမယ် ဆပြောစရာကျွန်တော်လည်းလုတ်ခဲ့တယ်တကယ်လည်းရှောက်ခဲ့တယ်တကယ်တမ်းပေးရမယ့်အချိန်မှာကျွန်တော်တို့မပေါ့ဆိုတော့တရားဝန်နေတာပေါ့ကွာအဲ့တော့ဓာကြီးကမျက်တာလားမမျက်တာဘူးလားဆိုတာအခုအနေနဲ့တစ်ချက်တော့စဉ်းစားကြည့်ရင်အလုံးသိနိုင်ပါတယ်ကျွန်တော်တို့ယင်ထဲမှာတော့ဘယ်လိုပြောရင်ကျွန်တော်ကပြောရင်းနဲ့တော့စိတ်မကောင်းဖြစ်ပါတယ်ဒါကျွန်တော်လာခဲ့ရလဲခက်ခဲတွေအများကြီးဖြစ်ပြီးတော့မနေ့ကဆိုရင်ဆိုင်ကခွင့်မပေးဘူးဒါပေမဲ့ကျွန်တော်မနေ့9နာရီထားအလုပ်ဆင်းပေးရတယ် ဆင်းပြီးတော့ညနေ3နာရီနားပြီးတော့3နာရီခွဲကားကိုဆင်းပြီးတော့ဒီညတညတရေမှမရသေးဘူးဒီကြောင့်ဒီမနေ့ဆောစောမရောက်မှာဆိုလို့ဆိုပြီးတော့အခုလိုမျိုးဖြတ်တန်းပြီးတော့ကျွန်တော်တို့တွေဒီလာခဲ့တာပါဒါပေမဲ့ကျွန်တော်ဒီရောက်တဲ့ချိန်မှာတာဝန်ရှိသူတွေကိုမေးပြီးတော့ကျွန်တော်ပတ်စပို့ရှိတယ်ပေါ့နော်ကျွန်တော်ဘာဖြစ်လို့မဲပေးခွင့်မရလဲကျွန်တော်မဲပေးခြင်းတယ်ပေါ့နော်ပေးခွင့်ရအောင်ကိုကြီးပေးပါလို့ပြောကြည့်ခြင်းတယ်ဒါပေမဲ့ကိုကြီးတော့ကျွန်တော်အခုမှဆက်ရောက်တာဘယ်သူမှပြောမကြည့်ရသေးဘူး ဲ့ဒီပုံမှာခုနကလိုမျိုးပြန်ကြည့်လိုက်တော့ဝေကောင်ဘယ်ကော်မရှင်ရဲ့ဟိုမှားယွင်းမှုဆိုတာသူတို့ဟိုအချိန်ကာလရောငွေကြေးရောအားလုံးဘတ်ဂျက်တွေအများကြီးပေးထားပြီးတော့ဒီလိုမမှန်ကန်တဲ့အဖြစ်အပျက်တွေတိုင်းသူပြည်သားအားလုံးကတကယ်အစ်မန်မှတ်ပုံနေနေပတ်စပို့တွေရှိပြီးတော့မဲပေးပေးမရတဲ့ဘဝတွေဒါတွေကဘာကြောင့်လဲအဲ့ဒါလေးတခုသူတို့ဘက်ကဖြည့်ရှင်းပေးစေချင်ပါတယ်ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်း5960ပြိလိုက်ခံထားတယ်ဒီချိန်မှာအခွင့်အရေးလေးတရက်ကိုရတာဒီအခွင့်အရေးလေးမှာကျွန်တော်တို့တွေဘာမှမလုပ်နိုင်ပေမဲ့ကိုတက်နိုင်တဲ့နေရာမှာတော့မဲတပြားကိုကိုအသေးညာမဲတပြားကိုတိုင်းပြည်ကိုပြုပြင်ပြောင်းလဲပေးနိုင်တဲ့ပါတီကိုမဲပေးခြင်းပြုပြင်ပြောင်းလဲဖို့အတွက်အရေးစံနိုင်ပြပြသူများနိုင်ငံမှာကျောလာအလုပ်လုပ်ရတယ်ငါတို့နိုင်ငံဒီနိုင်ငံလိုဖြစ်နေမယ်ဆိုရင်ငါတို့တွေဒီမှာလာအလုပ်လုပ်ဆံမလုပ်ဘူးဟုတ်တယ်မလားကို ဲ့ဒီလိုခံစားချက်တွေအကောရင်ထဲမှာအပြည့်အများရှိတယ်မဟုတ်နဲ့ကျွန်တော်တို့ကရင်းပြီးတော့မှသိလာကြရနိုင်ငံရေးသမားလည်းမဟုတ်ဘူးဘာမှမဟုတ်ဘူးဒါပေမဲ့သူများနိုင်ငံမှာဒီလိုမျိုးဖြစ်နေပြီးငါ့နိုင်ငံဘာလို့မဖြစ်လဲဒါလည်းပြန်စင်းနိုင်လိုက်စစ်ပနဲ့အောင်မှာကျွန်တော်2560နေခဲ့ရတဲ့ဘဝတွေကြောင့်ဒီလိုမျိုးဖြစ်ခဲ့ရတာဒီအာဏာရှင်စနစ်ကိုအမြန်ဆုံးကျွန်တော်တို့ကတွန်းလှန်တိုက်ထုတ်ပစ်ချင်တယ်ဒါတွေကိုကျွန်တော်တို့အခုညမှာလှုပ်ခွင့်ရတယ်ရွေးကောက်ပွဲ မဲပေးခွင့်ရတဲ့ရွေးကောက်ပဲဒီမှာကျွန်တော်တို့ရဲ့တက်နိုင်တဲ့မဲတပြောက်ပေးပြီးတော့ကျွန်တော်ပြည့်ပြောင်းလဲပြစ်ချင်တာကျွန်တော်တို့ရဲ့ဆန္ဒဒါပဲ